ဆိုပြီးဒီစဉ်ကတော့တိတ်ကိုမှဝမ်းနေနေပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုမျိုးကောင်းမွန်တဲ့နော်ဒါအင်ထောင်ပြုမဲ့ကိစ္စတွေလှုပ်ဆောင်နေတဲ့အချိန်ကြာမှာသူတို့မျိုးကိုများစွာတိုက်ခိုက်ကြတယ်ပေါ့လေ။အဲ့ဒီဆိုပြီးဒီစဉ်ဟာဆယ်လပိုင်းအကုန်ပါပဲ။လက်ထပ်တော့မှပဲဖြစ်ပါတယ်။လက်ထပ်ပွဲကြီးကိုလည်းစုစုပေါင်းဒါကျွန်တော်တို့6ပွဲလောက်ကိုကျင်းပမိလို့ညင်ညာထားပြီးတော့မနေ့ကဆိုရင်တဏ္ဍာရီကလုံးပြည်သက်တွေတွေးပြီးသားဖြစ်မှာပါ။ နော်ဆွေပြည်တစင်ရဲ့မွေးနေ့မှာဟင်းဝရဟာသိန်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့တကယ့်ကိုမှစိန်လက်စုတ်ကြီးနော်ညမနေ့ကမှတကယ့်ကိုမှတန်ဖိုးကြီးဆုံးလို့ပြောလို့ရတယ်စိန်လက်စုတ်ကြီးကိုပြည့်ရလိုက်တာပဲဖြစ်ပါတယ်ဒါဝချင်းချင်းအဖြစ်ဟင်းဝရံကဆိုပြီးဒီစင်ပေါ်မှာဘယ်လောက်ထက်ထိမျက်နှိုးချစ်တယ်လဲဆိုတာတိုင်းကလုံးကပြည်သူတွေကမြင်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့ကျတော့ဟင်းဝရံတို့မိသားစုဘယ်လောက်ထက်ထိချမ်းသာလဲဆိုတာကြောင့်နေနေမြင်တွေ့နိုင်တယ်ပေါ့နော်။ ။ဆိုတော့အခြေအနေတွေကတော့လုံးဝကိုဘယ်လိုပြောမလဲအခုလိုမျိုးကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာနေတဲ့အချိန်ကြာမှာဟဲဝီယန်နဲ့စိုးပြီးတဲ့စဉ်ဟာလူများရဲ့တိုက်ခိုက်ခြင်းကိုခံရတယ်။အဲ့ဒါကတော့သူတို့နှစ်ယောက်ရဲ့ HD တွေကို online ပေါ်မှာသင်ကြတယ်။စိုးပြီးတဲ့စဉ်ရဲ့ဒါအဖို့ချွတ်နော်ဓာတ်ပုံတွေ online ပေါ်မှာသင်ကြတယ်။တကယ်နော်ရက်ခဲ့တဲ့ရောင်ရောင် AI နဲ့လှုပ်ထားတဲ့ရောင်ရောင် ဒါ online ပေါ်မှာပြန်ထလာတာဖြစ်တဲ့အတွက်ဆိုပြီးဒီစင်ကတော်တော်လေးကိုဒါစိတ်ညစ်နေရပြီးတော့ဒါမြန်မာဆန်ဆန်နဲ့ WhatsApp တက်တဲ့သူကိုအခုလိုမျိုးဖော်ချွတ်လုပ်လိုက်တာဖြစ်တဲ့တော်တော်လေးကိုပောက်ခွဲနေပြီးဒါဟင်းဝေးရနဲ့ဆိုပြီးဒီစင်ဟာကလေးမွေးခဲ့တဲ့ဆိုရင်အနေထားမျိုးနဲ့တော့ online ပေါ်မှာတိုက်ခိုက်နေကြတာတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုလေကျွန်တော်အနေနဲ့စိတ်မကောင်းဖြစ်မိပါတယ် ဥယျာဉ်နဲ့ဆိုပြီးဒီဇင်းကောင်းမွန်တဲ့အင်ထောင်ကြီးကိုပိုင်းဆိုင်နိုင်ကြပါစေမကြခင်မှာလက်ထပ်ပွဲကြီးမြေရတော့မှာဖြစ်ပါရယ်။တနိုင်ကလုံးကပြိတ္တတွေကတော့ဒါသတို့ညောင်းသဘောတူကြတာရှိသလိုတချို့တော့နော်ဆိုပြီးဒီဇင်းရဲ့ပြိတ္တတွေကတော့မျောနေကြပြီးတော့ဟင်းဝီရလို့မိုးဆူးဖို့နဲ့သဘောမတူဘူးဆိုပြီးတော့ပြောဆိုနေကြပြန်ပြီလေဖြစ်ပါရယ်နော်။